ARD တိုင်းဟင်္ဒရာခရိုင်လေးမျက်နှာမြို့နယ်ပိနေကွင်းကျေးရွာကမ်းပြိုတောင်ဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်9ယောက်ထွက်ပြေးသွားတယ်လို့တပ်တွေသတင်းရင်းမြစ်တွေကပြောပါတယ်။ဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်9ယောက်ဟာဧပြီလ12ရက်က3ယောက်နဲ့17ရက်မှာ2ယောက်ထွက်ပြေးသွားတာဖြစ်ပြီးလေးမျက်နှာမြို့နယ်မှာခုခံစစ်ပြင်ဆင်ဖို့အတွက်ရောက်နေတဲ့တပ်သားတွေထဲကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့တက်တွင်သတင်းရင်းမြစ်တယောက်ကပြောပါတယ်။ ဲ့ဒီထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်9ယောက်ဟာကျုံပြောခြေဆိုင်တပ်ရင်းမှတာဝန်ကျနေတဲ့ AR တိုင်းက3ယောက်ရန်ကုန်တိုင်းက2ယောက်ဖြစ်ပြီးအဲ့ဒီထဲကတက်ကြတူပါဝင်ကလေမျက်နှာမြွနဲ့စစ်စင်ရေးကိုအပုတ်ခရရတာကြောင့်ထွက်ပြေးတိမ်းရှောင်သွားတာလို့ဆိုပါတယ်လက်ရှိစစ်ကောင်စီတပ်သားတွေကလက်နက်တွေနဲ့လိုက်ရှာနေပြီးတွဲခတ်ရင်လည်းလက်မခံမှုနဲ့အကြောင်းကြားဖို့ကိုမှတ်သွားတယ်လို့လည်းကြေးရွာဒေသခံတွေကသတင်းသိရပါတယ်ရှင်။